အားလုံးပဲမင်္ဂလာပါဗျာတန်တက်ဖြည့်စည်အကြောင်းအပိုင်း2ကနေပြီးတော့ပြန်လည်ကြိုးစားပါရစေဗျာကျွန်တော်တန်တက်ဖြည့်စည်အကြောင်းကိုအပိုင်း1မှာပေါ့ဗျာကျွန်တော်တို့အာဘယ်လိုလူတွေမှတောင်းရမလဲပေါ့ဗျာဥမာဒီတလစီမီယာလိုလိုဒီတွေ့ရနေယောဂရှိလိုတွေ့တွေ့နေတဲ့လူတွေပါခန္ဓာကိုယ်ထဲမှာအဲတွေ့တွေ့နေတယ်ပေါ့ဗျာတန်တက်တွေပုံလာခဲ့တဲ့ဆိုခဲ့ရင်ခန္ဓာကိုယ်ဒုက္ခပြနေတယ်ပေါ့ဗျာဥမာအသေးလိုအဲနှလုံးလို့ ီးတော့ဒီ endocrine organ တွေဖြစ်တဲ့ဒီကြောက်ကတ်တို့ပေါ့ဗျာဒီမှာတွားပြီးတော့တန်တဲ့တွေရဲ့စုပုံရင်ခန္ဓာကိုယ်အတွက်ကိုဒါဆိုးဆိုးတွေဖြစ်တယ်အဲ့တော့ဒီတန်တဲ့တွေကိုဖယ်ရှားဖို့အတွက်တန်တဲ့ဖြည့်ဆည်းတွေကိုတောင်းရတယ်ပေါ့ဗျာဈေးကွက်ထဲမှာအတုံးများတဲ့ပေါ့ဗျာအဲအတုံးဝင်တယ်ဆိုတော့ဒီတန်တဲ့ဖြည့်ဆည်းကျွန်တော်၃မျိုးကိုဒါပြပြသွားခဲ့တယ်ပေါ့နော်နံပါတ်၁ကတော့အဲတက်ဖရိုဆမင်းပေါ့ဗျာ။သူကတော့ထိုးစေးအနေနဲ့ရှိတယ်။အဲဘရန်နေအနေနဲ့ပေါ့ဗျာ ီကွက်ထဲမှာတော့ desperate ဆိုတဲ့နာမည်နဲ့ဒါရှိတယ်ပေါ့ဗျာသူကိုရည်ရအောင်ဒါမှမဟုတ်တဲ့အကျိုးစီးကနေပြီးတော့ကျွန်တော်တို့ထိုးလို့ရပါဗျာနောက်ထပ်နှစ်ခုကတော့ကျွန်တော်တို့တောက်ဆေးပေါ့ဗျာဒုတိယတစ်ခုကကြတော့တော့ defra c rocks ပေါ့နော်ဈေးကွက်ထဲမှာတော့လည်း x date နာမည်နဲ့ရှိတယ် x date ကကြတော့125 mg 250 mg 900 mg ပေါ့ဗျာဒါဆရာဝန်ညွှန်ကြားချက်အတိုင်းဘယ်လောက် mg တော့မလဲပေါ့နော်နောက်တစ်ခုကကြတော့တော့ပါလဲဆိုတော့ jetty new ပေါ့နော် jetty new ကကြတော့တော့ 50 mg 180 mg 160 mg ဆိုခဲ့ပြီးတော့ရှိတယ်။အဲနောက်တစ်ခုကကျတော့ပါလဲဆိုတော့ dapa plot ပေါ့နော်။သူကတော့ဒီ900 mg ရှိတယ်ပေါ့နော်။400 mg လည်းဒါရှိတယ်ပေါ့နော်။အဲတော့ Luna ရဲ့အသက်အရွယ်ကိုလေးချိန်ပေါ်မှာဘူတည်ပြီးတော့ဒီ C dose ပမာဏကိုရွေးချယ်တုံးကြည့်ပါလားဗျာတတိယတစ်ခုကတော့ဗာလဲဆိုတော့ deferred prone ပေါ့နော်ဈေးကွက်ထဲမှာတော့ ferry prox ဆိုတဲ့နာမည်နဲ့ရှိတယ် ပြီးတော့ဒီ GPO A1 ဆိုတဲ့နာမည်နဲ့ရှိတယ်။ Clever ဆိုတဲ့နာမည်နဲ့ရှိတယ်ပေါ့နော်။အဲ့တော့ဒီ series မှာဘယ်လိုမျိုးဟိုတန်တက်ကိုဖြတ်ပေးတလဲ2ရဲ့ဒီ beta studio တွေကဘာတွေလဲအစာစားပြီးတောက်ရမလားအစာမစားခင်တောက်ရမလားဆိုတာကိုတော့အပိုင်း1မှာကျွန်တော်မျှဝေသွားတယ်ပေါ့နော်။ဆိုတော့အပိုင်းတစ်ကလေးကိုတကယ်လို့မကြည့်ရတင်ခဲ့ဘူးဆိုခဲ့ရင်ပြန်ပြီးတော့ကြည့်ပေးဖို့အတွက်လည်းတောင်းဆိုချင်တယ်ဗျဒီအပိုင်းနှစ်မှာကကျွန်တော်ဘယ်ကနေစပြီးတော့ပြောပြချင်တယ်ဆိုတော့ဒီဆေးတွေပေါ့ဗျာ တော့ကထိုးစေးတွေတောက်စေးတွေပေါ့ဗျာအဲ့တော့မှန်ကန်တဲ့ကုထုံးအနေနဲ့ကျွန်တော်တို့ဘလူးနျူရွေးချယ်ရမလဲပေါ့နော်ထိုးစေးထိုးရမှာလားဆရာတောက်စေးတောက်ရမှာလားဆရာဆိုတဲ့ဟာကိုတော့ကျွန်တော်ဟိုဒီအပိုင်းနှစ်ဗီဒီယိုမှာမျှဝေသွားမှာပဲဖြစ်တယ်ဗျအဲထိုးစေးထိုးရမှာလားဆရာတောက်စေးတောက်ရမှာလားတောက်စေးမှာမှာ defi prone တောက်ရမှာလား defora zerex တောက်ရမှာလားอืมโอเคအဲ့တော့အဲ့ဒါကကြတော့တော့ ောက်ကိုမယွေးနဲ့ဒါကျွန်တော်ပြောလို့ပြောပြပါမယ်ဒါပေမဲ့လည်းကောက်ကိုမယွေးနဲ့ဘာလို့လဲဆိုတော့ကိုယ့်ထက်တက်ကြွနာတဲ့ဆရာဝန်တွေနဲ့တိုင်ပင်ပြီးတော့ယွေးပေါ့နော်ကျွန်တော်တို့စုခဲရင်တော့မဟိုကျွန်တော်အထွေထွေရောပါဘူးဆရာဝန်အနေနဲ့တော့မှကျွန်တော်လိုအပ်ခဲ့တဲ့ဆိုခဲတွေးထုခုဆရာဝန်တို့လို့တော့လည်းကောင်းတမားတော်တွေလို့လည်းကောင်းကျွန်တော်တိုင်ပင်ပြီးတော့မှစီးတွေကိုလူနာတွေကိုညှို့ပေးတယ်ပေါ့ဗျာအဲ့တော့ဒီ IO ခီလီတာတွေကိုယွေးချက်မှုမှာကျတော့ဘလောက်တိုင်းတာတိကိုတန်တက်ကလွန်ကဲမှုတွေရှိနေတယ်ကျွန်တော်တို့စီရန်ပေါ့ဗျာတွေးရကြည့်ရဲမှာ pretend level ကိုတည်ကြည့်လိုက်ဘလောက်များလဲတလဲပြီးတော့အသေးသေးမှာဟောတန်တက်ကကြတော့ concentration အနေနဲ့ဘလောက်တိတ်သေးစားအနေနဲ့ရှိနေတလဲအဲ့ဒီပုံမှာအခြေခံပြီးတော့ရွေးတယ်ဒါနံပါတ်1ပေါ့နော်နောက်တစ်ခုကတော့လူနာရဲ့အသက်ကဘလိုမျိုးလဲပေါ့နော်ကြီးအသက်ကြီးသလားဒါမှမဟုတ်လေလူလက်ပိုင်းလားသူ့ကိုယ်လေးချိန်ကဘလောက်ရှိတလဲဒီပုံမှာလည်းမူတည်ပြီးတော့ရွေးတယ်ပြီးတော့စီးတိုက်ကြည့်လိုက်တယ်ဒီစီးကိုခံနိုင်ရောရှိရလား ထိုးစည်းဆိုခဲ့ရင်ကောသူတဲ့ထိုးစည်းတံကိုခဏရေးရှိရလားပြီးတော့တိုက်ကြည့်လိုက်တယ်ကြာတခါတလေကြာရင်တော့ဟိုလို့ခေါ်မလဲကျွန်တော်ဆရာတယောက်ဥပမာပေးတယ်လို့ပါကြာကလထိုင်ထိုင်ကြည့်တော့မှပဲဒီကလထိုင်ကကိုယ်နဲ့ကိုဖော့ဖြစ်မဖြစ်ဆိုတာပို့ပြီးတော့တိတ်တယ်ဗောနော်တိတော့မှလည်းဒီကလထိုင်ကိုဝယ်တင်းတယ်ဗောနော်အဲ့တော့ကလထိုင်ကိုတွေ့လာတဲ့လညိုးထိုးပြီးဝယ်လာတဲ့စာရင်အရင်ဆုံးထိုင်ကြည့်လိုက်ပါဦးလေအဲ့လိုမျိုးပဲဗောကြာလူနာတယောက်ကိုကျွန်တော်တို့ဒီစာ CP ကြည့်ရတယ်ပေးကြည့်တယ်ဆိုတဲ့အချိန်မှာ တူးရဲ့ side effect တွေကဘယ်လောက်ထိကိုဖြစ်တာလဲပေါ့နော်ဟိုတေးရှင်ထစ်တော့တဲ့အထိရောကျွန်တော်တို့ကမလွတ်ထားဘူးလေဒါပေမဲ့လေသူ့ကိုစေးပေးကြည့်ရဆိုတဲ့မှာသူကဘေးသက်ဆူကြရှိမရှိကအဲ့ကြတော့မှာပဲတိတယ်ပေါ့နော်လူနာတယောက်ကျွန်တော်ထိုးဆေးဆူခဲ့ရင်တော့လေစေးတဲမတဲ့ဘူးတော့အရင်ဆုံးဆန်းတယ်တောက်ဆေးဆူခဲ့ရင်တော့လေကျွန်တော်ပေးကြည့်မှာပဲတိတယ်ပေါ့နော်အဲ့တော့လူနာတယောက်ကဒီဆေးပေါ်မှာဘယ်လောက်ခံနိုင်ရရှိတယ်လဲသူ့ဘေးသက်ဆူကြဘာဖြစ်လာလဲဆိုတဲ့ပုံမှာလေမူတည်ရပြီးတော့လေအဲ့ဒီလူနာရဲ့ကြောက်ကက်ကကောင်းရဲ့လား အသေးကပေါ့ကောင်းရလားသူရလှုပ်ဆောင်ချက်တွေကဟို renal function test ပေါ့နော် creatinine တွေစစ်တယ်အဲကျွန်တော် liver function test ပေါ့နော် AST လို့ ALT လို့အဲကလည်း phosphate test တွေဒါစစ်တယ်ပေါ့နော်အဲအဲ့လားဒီပုံမှာမူတည်တယ်ပြီးတော့ဒီလူနာကဟိုပြောမဆိုခဲ့ရင်တော့ဟိုဘယ်လိုခေါ်မလဲကြာကျွန်တော်တို့ ਨੇ ပူပေါင်းပါဝင်မှုပေါ့ရှိရတာပေါ့နော်ဆိုတော့လူနာကိုကျွန်တော်တို့ကတောက်စီပေးလိုက်တယ်တောက်စီပေးလိုက်တယ်တောက်စီပေးတယ်သူပုံမှန်တောက်မှလာပေါ့နော် โอเคပုံမှန်တောက်ခဲ့မယ်ဆိုကြရင်တော့ဒါအဆင်ပြေတယ်။ဒါမှမဟုတ်လေတချို့တော့လူနာတွေကြတော့လည်းမဟုတ်ဘူး။ဆရာဝင်ပေါ့နော်။ဟိုကျွန်တော်ဆိုလည်းဟာဆရာချော့ချော့လေးစီကိုလာခြင်းနဲ့အဲလာကစား။အဲ့တော့အဲ့လူနာကကျွန်တော်စီမှာပုံမှန်စေးလာထိုးပါမလားပေါ့နော်။လာမထိုးနိုင်ခဲ့တယ်ဆိုကြတော့ကျွန်တော်တို့ injection ပေးတယ်လေ။လာမထိုးနိုင်ဘူးဆိုကြရင်တော့လည်းအနီးဦးလေးအကိုအမပေါ့နော်။ကောင်းကျင်လား။ခံတဲ့ရင်နော်။ ဒီတန်တဲ့တင်စုပုံွားခဲ့လဲဆိုကြအတန်တွေအထိကြိုက်တဲ့ဒီဖြစ်နိုင်တယ်เนาะအဲ့တော့တောက်စီလေးကျွန်တော်ပေးလိုက်မယ်ဒီတောက်စီကိုတော့မမှန်တောက်เนาะမမှန်မတောက်လို့တခုခုဖြစ်ခဲ့တယ်ဆိုကြရင်တော့လေဒါအဆင်မပြေဘူးအဲတစ်ခါတည်းကြတော့ဒါလူနာကိုကျွန်တော်တို့ကချင်းချောက်တာမဟုတ်ပါဘူးပဲလေချောတခါချောတလဲနဲ့စေးတက်ရတဲ့ခါကျိုးလေးလည်းရှိတယ်ဗောနော်အဲ့တော့လူနာကကျွန်တော်တို့ ਨੇ ဘလောက်ပူပေါင်းပေါင်းမှုရှိတယ်လဲဆိုတော့မူတည်ပြီးတော့ထိုးစီလာတောက်စီလာကိုကျွန်တော်တို့ပေးရအောင်ဗောနော်အဲ့တော့လူနာကိုရော့ င့်စေးပေးထားပြီးတော့ကျွန်တော်တို့ဒီတိုင်းထားလို့မရဘူးအဲ့လိုနောက်ကျွန်တော်တို့စောင့်ကြည့်နေရတယ်โอเคလာခဲ့ပါကျွန်တော်တို့စီကိုပြန်လာခဲ့ပါ serial ferritin ပမာဏဘယ်လောက်ရှိတယ်လဲကျွန်တော်တို့ဒါစစ်စစ်ရအတွေ့အကြုံပြန်စစ်ကြတာပေါ့နော်ပြီးတော့ ASD AAT အဲအတဲလုံးငန်းဆောင်လာတယ်ဘယ်လောက်ရှိတယ်လဲပြန်စစ်ကြတယ်ပြီးတော့ creatinine တို့ urine output တို့ပေါ့ညာအဲကို seam တွားရတာဒီဆေးတောက်နေစဉ်တော့တွေ့မှာစီးမတွားတော့ဆိုကြတယ်ကျွန်တော်ပြောအာမနာနဲ့ဟိုရှို့လဲမရှို့ထားနဲ့ နော်လိုအပ်ခဲ့တယ်ဆိုရင်ဖုန်းဆက်ပြီးတော့ပြောဟိုခါတကြရေကျွန်တော်တို့ home visit လိုက်ကြည့်ပေးရတယ်ဆိုတဲ့ high need တွေတောင်ရှိတယ်ဗောနော်အဲ့တော့ကြောက်ခက်လုံငန်းဆက်ပါလေးလဲကျွန်တော်တို့စစ်ပေးရတယ်ပြီးတော့ sona ပြောခဲ့တဲ့ definitely pro ဗောနော်အဲ့ဒါကြောင့်မလို့ neutropedia ဖြစ်တယ်ဆိုခဲ့ရေကျွန်တော်တို့ဟိုတွေးစစ်တယ်ဗောနော်ကျွန်တော်တို့ cp ဗောနော် plus cp တွေကျွန်တော်စစ်ကြည့်တယ်တချို့တော့ဒီကြောင့်မဆိုတော့ depressing တောက်နေတဲ့လူတွေအတွက်ဆိုခဲ့ရင်တော့လေမျက်စိတို့နားတို့ကိုဒါစစ်ဆေးတာတွေကိုဒါလောက်ကတော့ဗောနော် အဲ့တော့ကျွန်တော်ပြောခဲ့တယ်လို့ပဲပေါ့နော်ဆေးရွေးချယ်တယ်ဆိုတဲ့နေရာမှာဆရာဝန်ကနားလဲတယ်ဘာလေးရောက်နားလဲလဲဆိုတော့သူတို့ကကြတော့တော့ဒီလူနာရင်နဲ့လည်းအများကြီးထိတွေ့ဘူးလေ6နှစ်လောက်ဆေးတင်ရာကိုတေချာဒီဇိုင်းမမတ်လေးလာထားတယ်ဗျအနည်းဆုံးပေါ့နော်အဲ့ဒါကြောင့်မလို့ပေါ့နော်ဟိုကုတော်ဘောင်းနဲ့ကုတော်မရွေးချယ်စေချင်ဘူးပါတော့ဆိုတော့တချို့တော့ကိစ္စတွေမှာဆိုခဲ့ကျွန်တော်တို့ကတခုတည်းနဲ့မလုံလောက်ဘူးမိုနိုသရဖီနဲ့မလုံလောက်တဲ့ဆိုတဲ့အချိန်မှာကျွန်တော်တို့ ပေါင်းပြီးတော့ပေးရဆိုတာမျိုးရှိတယ်။ပေါင်းပြီးပေးတဲ့ဆိုကြဆေးရတောက်ဆေးနှစ်မျိုးပေါင်းပေးမှလား။ထိုးဆေးနဲ့တောက်ဆေးနဲ့ပေါင်းပေးမှလား။ဒါတွေလည်းဟိုရွေးချယ်ရမှာဖြစ်တာကြောင့်မလို့ဆရာဝန်ညွှန်ကြားချက်နဲ့ပဲဒီပေါင်းဆက်ကုထုံးနေဆိုတာဟာကျွန်တော်တို့ဒီဒါကုတင်တယ်ပေါ့နော်။အဲ့တော့ဆရာဒီတန်တဲ့ဖြည့်စီတွေတောက်နေရတဲ့လုံလောက်တလားဆိုတော့မလုံလောက်သေးဘူး။ Why? ဘာကြောင့်လဲလို့ပြောခဲ့မယ်ဆိုကဲ Okay ကျွန်တော်တို့ကတန်တဲ့ဖြောက်ကျွန်တော်တို့ကတန်တဲ့ဖြည့်စီတွေပေးထားတယ်။လူနာကတန်တဲ့များတဲ့အစားအစာတွေကင့်နေတယ်။ဟာ အဆုကဲဘယ်လိုလို့အဆင်ပြေမလဲအဲ့တော့ကကျွန်တော်တို့တွေးတွေးနေရတဲ့လူတွေအတွက်ဆိုကဲဒီတန်တက်နေရတဲ့အစားအစာတွေတတ်တက်နေရတတ်တဲ့ဒီ supplement ပေါ့ဗျာဒီအားစီလေးလိုစီလေးဒါလေးတွေကိုဒါရှောင်ကျဉ်ဖို့အတွက်လိုတယ်ပြီးတော့ vitamin C ဒါတောက်ဖို့အတွက်လိုအပ်တယ်ပြီးတော့တော့ကျွန်တော်တို့အဲ bendy လိုလိုတော့၎င်းနောက်တစ်ခုကကျတော့ဒီ carpet tea တွေတော့၎င်းဒါမျိုးလေးတွေကိုဒါတနည်းလေးတောက်ပြီးတော့ ဖို့အတွက်လိုအပ်တယ်။အဲ့ဒီထဲမှာပါတဲ့ဒီ phenolic acid တို့ကျွန်တော်ကကြာ tannins တို့ပေါ့နော်။အဲ့ဒါတွေကကြာတော့တော့ဒါဟိုဘယ်လိုခေါ်မလဲတန်တက်ကိုသူကညက်ရွှဲပေါ့နော်တဘာဝတိုင်းဖြစ်တဲ့ iron ပေါ့နော်တန်တက်ခီလီတာတန်တက်ကိုဒါပေါင်းဆက်ပေးတဲ့အရာပဲပေါ့နော်သူတို့ပါလာပြီကြာမှာ phenolic acid ကတန်နေငယ်ရှိငယ်ဆိုရရင်တွေ့တဲ့မှာပိုရှင်နေခဲ့တဲ့တန်တက်တွေကိုဒီကောင်တွေကဝင်ပေါင်းသွားဝင်ပေါင်းပြီးစီးလို့ဝင်လို့တဲ့အနေပြီးထုတ်တယ်ပေါ့နော်ဆိုတော့တန်နင်စကကြာတော့ဘယ်ထဲမှာပါလဲဆိုတော့ကျွန်တော်တို့ black cafe ပေါ့နော် black tea ပေါ့နော်အဲသူတို့ထဲမှာပါတယ်ပြီးတော့ cocoa ဝါတို့အဲပြီးတော့ဟိုပါလဲကျွန်တော်တို့အာဖယုံကြီးစီလို့လို့ပေါ့နော်အဲ့ဒါလေးမှာပါတယ်ပြီးတော့ဒီအသီးတွေထဲမှာဆိုကြရင်တော့လိမ္မော်တီးလို့ပယ်ရီတီးလို့ပယ်ဒီမှာဆိုရင်အထူးဖြစ်တော့ဒီ black berry တို့ဒီ raspberry တို့ blue berry တို့အဲ့ထဲထဲမှာပါသူတို့ကကြတော့တန်ဓာတ်ပေါ့ဗျာစုပ်ယူမှုကိုသူတို့ကနေပြီးတော့ဓာတ်ဆီးပေးတယ်အဲ့တော့ခန္ဓာကိုယ်ထဲမှာ ဟိုတန်တက်တွေရောက်လာအဲ့တန်တက်တွေကိုတွေးရနေတဲ့ဆင်ဆုပ်ယူတယ်အဲ့ဒါကိုမဆုပ်ယူအောင်လို့စောနာကကျွန်တော်တို့ပြောထားတဲ့ဒီအတီးတွေပေါ့ဗျာအဲသူတို့ထဲမှာပါဝင်တဲ့တန်နင်းတို့ဖီနိုရစ်အက်ဆစ်တို့ကနေပြီးတော့ဒါဒါစီပေးတယ်ပေါ့နော်โอเคနောက်တစ်ခုကတော့လေဘာဖြစ်လဲဆိုတော့ချက်ကြတော့ကိုကတွေးတွေးနေရတာပဲဖြစ်ဖြစ်တန်တက်ချက်စီတွေတောင်းနေရတာပဲဖြစ်ဖြစ်ကျွန်တော်တို့တွေးဆရာဝယ်ဒါမှမဟုတ်လေဒီကျူကျော်ကကိုဆရာဝယ်ပေါ့နော်တမားတော့ပဲဖြစ်ဖြစ်ပေါ့ဗျာတယောက်ယောက်နဲ့ကိုဒါကြောက်ကြောက်နဲ့တယောက်ယောက်နဲ့ဒါ ပုံမှန်လေးတော့ဒီဆရာဝန်ချိန်တဲ့အတိုင်းပေါ့နော်ဒါစစ်ဆေးမှုလေးဒါလုပ်နေဖို့အတွက်တော့ဒါလိုအပ်ပါလေတဲ့โอเคပါဒီလောက်ဆိုခဲ့ရေအာတန်တဲ့ဖြက်စီအကြောင်းကိုဒါအတိုင်းတက်တခုတည်းဒါတိပါပြီးတော့ဒါယူစားတယ်โอเคပါကျွန်တော်ရဲ့ဒီညဝင်မှုကနားထောင်နေခဲ့တဲ့မိတ်ဆွေတွေကိုအကျိုးရှိလိမ့်မယ်လို့ယူစားတယ်တခြားလိုအပ်တဲ့လူတွေရှိခဲ့တယ်ဆိုခဲ့တယ်ဒီဗီဒီယိုလေးကိုတခြားလူတွေလည်းသိအောင်ညဝင်ပေးပါအောင်ကြာโอเคပါအခုလိုအဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်တယ်ကျွန်တော်ကဒေါက်တာစီအောင်ပါကြာကျွန်တော် ဒီလိုမျိုးပေါ့နော်ဟိုနေ့စဉ်ဘွားမှာအတုံးဝင်နိုင်တော့တဲ့ကျမရဲ့ဘူတူတာတွေကိုကျွန်တော်ညွှန်ပြသွားမှာပဲဖြစ်တယ်ကြ။โอเคပါကျေးဇူးတင်ပါတယ်။